မြန်မာဘာ pregnancy နဲ့ prenatal series မှာပြန်လဲကြိုဆိုပါရယ်ဒီ birth week 10မှာကလေးရဲ့ဖွံ့ဖြိုးမှုလူကြီးရဲ့ပြောင်းလဲမှုတွေနဲ့အတခြားခေဖွဲ့လေးတွေကိုမျှဝေပေးသွားပါမယ်ကလေးရဲ့ဖွံ့ဖြိုးမှုကတော့ဒီဘက်က size က strawberry လုံးလောက်လေးရှိနေပေါ့နော် strawberry လုံးလောက်လေးရှိတယ်ပြီးသွားလို့ရှိရင်သူ့ရဲ့အရှည်ကတလက်မနေပြီးတော့တလက်မကွဲလောက်ရှိနေပြီပြီးသွားလို့ရှိရင် weight ကလည်းတအောင်ဆရဲ့လေးပုံတစ်ပုံလောက်ပေါ့နော်အဲ့လောက်လေးရှိနေပြီပေါ့သူ့ရဲ့ခန္ဓာကိုယ်မှာရှိတဲ့ major organs တွေခန္ဓာကိုယ်အနေနဲ့လုံးတို့ကြောက်ကတ်တို့နော်စုပ်တို့ ဥတို့ဒါတွေအကုန်လုံးကလည်းပဲစပြီးတော့ဖွံ့ဖြိုးနေပြီဆက်လက်ပြီးတော့ဖွံ့ဖြိုးနေပြီเนาะပြီးသွားလို့ရှင်နှလုံးခုန်တာလည်းလေအာတချို့ကလေးတွေကတော့နှလုံးခုန်တာနည်းနည်းနေတာမျိုးရှိတယ်ဒါပေမဲ့များသောအားဖြင့်တော့180အထိပေါ့နော်ခုန်နိုင်တယ်နှလုံးခုန်တာညတာကောင်းပါတယ်ပေါ့နော်ကျွန်မကလေး၃ယောက်လုံးက140ကျော်တယ်အာနှလုံးခုန်တာမှာအာပြီးတဲ့ခါမှာအာဒီကလေးကနားတို့เนาะဒီ your canon လေးတွေစပြီးတော့ဖြစ်နေပြီပြီးလို့ရှင်မျက်နှာပုံစံ အနေထားလည်းမြင်ရနေပြီပေါ့နော်ပြီးရင်လက်လက်ချောင်းလေးတွေခြေချောင်းလေးတွေကလည်းပဲတဖြည်းဖြည်းနဲ့ကွဲလာတယ်ပေါ့ရှေ့ပိုင်းမှာလုံးဝလိုမျိုး web ဟိုအဆက်နေတာမျိုးမဟုတ်တော့ဘူးပေါ့နော်ပြီးရင်လက်သေးလေးတွေအစပင်းလေးတွေစပြီးတော့ဖြစ်နေပြီဒီဆက်ဘက်မှာလည်းရပေါ့နော်အယိုးလေးတွေစပြီးတော့ဖွံ့ဖြိုးနေပြီအခနာကိုယ်ရဲ့အစာခြေတဲ့အင်္ဂါအာစိတ်ပိုင်းလေးကြောက်ကတ်တွေဒါတွေကလည်းစပြီးတော့ function ဖြစ်နေပြီပေါ့နော်အာနောက်တစ်ခါမှဒီကလေးလေးကလည်းလှုပ်ရှားမှုလေးလည်းစနေပြီဆိုတော့ခုနကပြောသလိုမျိုး ultrasound မှာကြည့်ရင်တော့မြင်ရတယ်ပေါ့နော်အပြင်ကနေကြည့်လို့ရှင့်အပြင်ကနေတော့ခံစားဖို့ကတချို့တွေက ိတ်မခံစားနိုင်တာမျိုးလေးရှိတယ်။ရန်စောသေးတဲ့ခါကြတော့လေ။အာဆိုတော့တိတ်မှာမဟုတ်ဘူး။ကလေးလှုပ်နေပေမဲ့လေ။လေတန်းရိုးရိုးအစားလေးလေးလားပေါ့နော်။လေမျိုးပုံစံမျိုးခံစားရတာမျိုးရှိမယ်။အဲကိုယ့်ရဲ့ခန္ဓာကိုယ်မှာလည်းဘာလို့ပြောင်းလဲနေပြီလဲ။ပင်ပန်းမယ်၊ရင်ရတဲ့စာပြီးသွားရရှင်။ဒီဟိုမှာ morning sickness angina ကလည်းဆက်ပြီးတော့ဖြစ်နေမယ်။အာနော်မူဆွေးနေဒါတွေကလည်းဆက်ပြီးတော့ဆက်ပြီးတော့ရှိနေအောင်မှာပါပဲပေါ့နော်။ဘာမှပြောင်းလဲမှုမရှိသေးပါဘူး။ဒါပေမဲ့လေကျွန်တော်တို့ရဲ့တိမ်ဟာလေးအာဖြည်းဖြည်းနဲ့ကြီးလာလိုက်တာ grapefruit ပေါ့။ဘာလဲဒါ grapefruit အသီးပေါ့နော်။အဲ့လောက်အသီးလောက်နေပါဖြစ်နေပြီ။ဖြည်းဖြည်းနဲ့ဒီ seed က ုံနဲ့ကနေပြီးတော့ဖြင်းနဲ့ပုံမြင့်တက်လာပြီပေါ့နော်အဲဟင်သားတွေကလည်းခန္ဓာတက်ပို့ပြီးတော့ကြီးထွားလာမယ်နောက်ခါချို့ရဆိုလို့ရှင်တော့ဒါလည်းဟော်မုန်းတွေပြောင်းလဲနေတာဖြစ်တဲ့အတွက်ကြောင့်မလို့အာခန္ဓာကိုယ်မှာရှိတဲ့ခါးတွေလို့ပေါင်နေလို့ဒါတွေကနာကျင်တာမျိုးတွေလည်းဖြစ်နိုင်တယ်ပေါ့နော်ကျွန်မဆိုလည်းခါးနာတယ်ပေါ့နော်စောစောစီးနေအာဘိုက်တောင်းသိပ်ပြီးတော့မထွက်သေးဘူးခါးနာတာမျိုးတွေလည်းရှိနော်ဆိုတော့ဒါတွေကအယိုးတွေအယွတ်တွေက loose ဖြစ်လာတဲ့ခါးမျိုးမှာအစာတွေကလည်းဒဏ်ရှိရဆိုလို့ရှင်ဒါဒါဟာဒီလိုမျိုးခါးနာတာတွေပါလိဖြစ်နိုင်တာပေါ့နော်ဆိုတော့ဖြစ်ဖြစ်နေကိုယ့်ရဲ့ဒီ miscarriage ဖြစ်တဲ့ risk ကတော့ဖြစ်ဖြစ်နေနေလာပြီပေါ့နော်ဟော ဆိုတော့ဒါဒီ first trimester ကျော်သွားပြီဆိုလို့ရှိရင်တော့ဒါကိုဝင်ဖြစ်ကြဖို့ chance ကတဖြည်းဖြည်းနဲ့နေလာတယ်လို့ပြောနိုင်တယ်ဒီအချိန်ကရရင်ကြီးပါတဲ့ organic ဖွံ့ဖြိုးနေတာဖြစ်တဲ့အကြောင်းမလို့ကျမတို့ရှေ့ပိုင်းမှာပြောခဲ့သလိုပဲဒီအစားအသောက်ဆိုလို့ရှိရင်လည်းစင်ကြရမယ့်ဟာတွေရှိတယ်အစင်ကြရမယ့်အရာတွေကိုဆက်လက်ပြီးတော့စင်ကြနေတဲ့ပေါ့နော်အဲ့ဒါလေးကိုဆက်ပြီးတော့မျှဝေပေးသွားခြင်းပါတယ်အဲ့နောက်တစ်ခါမှကျမတို့ကဒီဒုတိယညပေါ့နော်ဒုတိယလ appointment ကမကြခင်မှာဒါတွေ့ရမှာဖြစ်တယ်ပေါ့နော်အာဆရာဝန်နဲ့ထပ်ပြီးတော့တွေ့ရမှာဖြစ်တယ်ဒီမှာဆိုလို့ရှိရင်တော့ကျမတို့က appointment ကတစ်လောက်တစ်ခါတွေ့ရတယ်အ န်ပြီးတဲ့အခါမှာတလောက်တစ်ခါတွေ့ပြီးွားလို့ရှိရင်ရက်28ပတ်ထိပေါ့နော်ဒီ third trimester မတိုင်းမီမထီကိုကျမတို့ကတလောက်ကိုတစ်ခါတွေ့ရတယ် third trimester ရောက်တဲ့အခါမှာနှစ်ပတ်ကိုတစ်ခါတွေ့ရတယ်အဲနောက်ဆုံးလာမှာပေါ့ပတ်36ပတ်ကနေပတ်40ပေါ့နော်အဲအဲ့ဒါနောက်ဆုံးပတ်ပေါ့ဆိုတော့အိမ်မှာဆိုရင်တော့ကျမတို့ကတစ်ပတ်တစ်ခါတွေ့ရမျိုးရှိတယ်ဆိုတော့နောက်တစ်ခါအဲ doctor appointment ထပ်ပြီးတော့လုပ်ဖို့အတွက်အချိန်နေကြခင်မှာရောက်လာပါရမယ်ပေါ့နော်